ကချင်ပင်နယ်ဖက်ကမြို့မှာစစ်ကောင်မရှင်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြီးရွာတွေဘက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်အယတားတိုက်ခိုက်တန်ရာရတည်ဆုံးတာတွေရှိခဲ့ပါတယ်။နိုဘာလ7ရက်နေ့ကစစ်ကောင်မရှင်တပ်ဟာ Virtual Lion နဲ့လက်ပတ်ပုံကျဲချခဲ့တာဖြစ်ပြီးကိုဝန်ဆောင်အမျိုးသမီးတဦးနဲ့ကလင်းငယ်အပါအဝင်6ဦးတိုက်ခိုက်တန်ရာရရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။နိုဘာ7ရက်နေ့အဲညနေတနာရီ20ပါလေဒီကချင်ပြည်နယ်ဖက်ကဖက်ကအနောက်မြောက်ဘက်ဒေသပေါ့ ဒီကထန်ဘဝအရွာတချောတွေပေါ့အဲ့ဒါကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အရက်သားရယ်နေရနေရကိုစစ်ကောင်စီကလေးလုံးတိုက်ခုံးပြုတ်သွားတယ်သူဝိုင်တဲ့ဘဝကြားတယ်ဘုံ340ချဲသွားပေါ့ပတ်ပြီးတော့ချဲချင်းဝိုင်တဲ့ဘဝကြားတယ်ဘုံတီးကြောင့်ဒါမီနီယောက်မှာအမေကဆုံးသွားတယ်ကလေးတန်ရတယ်ပြင်ကထန်ရွာကွတစ်ကအာပီတီဗီနဲ့လေးရတော့ထိခိုက်တန်ရတာပေါ့သူကပီတီဗီရှေ့ရွာကိုရွေချဲရှိရှိအဲသူကလေးချောင်းတိုက်ခိုက်မှုပြုလုပ်သွားတယ် လင်းရင်ဘုံကျဲကျတိုက်ခိုက်ခဲ့တဲ့နေရာတွေမှာလက်တလောတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့နိုဝင်ဘာ10ရက်နေ့ကတော့လုံခင်အုပ်စုထဲမော်စီစာကြီးရွာမှာစစ်ကော်မရှင်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဖက်ကန်ဒီတာကိုစစ်ကော်မရှင်တပ်ကနိုဝင်ဘာ10ရက်နေ့ကအင်အား300ခန့်ရှိတဲ့စစ်ကြောင်းတစ်ခုဝင်ရောက်လာပြီးနောက်မြို့တွင်စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေပြီး KIA KPDF ဖူပေါင်းတပ်တွေကလည်းကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေက အဲရှိရနေမာဒီအဲသူတို့အရာတော့ခန်းရှိတဲ့စီကောင်စီကြောင့်ဖက်ကောင်ရောက်လာပေါ့ဒီမြစ်နာချီစအမတ်30ရဲတရင်ပေါ့တက်ခိုင်ရဲတရင်ကရဲတက်ခိုင်ရဲတရာချိုရဲစခွေးဒီရဲအားလုံးပေါင်း300တော့ဒီဖက်ကောင်ရောက်လာတယ်သူတို့ရောက်လာတဲ့ဒီဖက်ကောင်မှာတိုက်ပွဲဖြစ်တော့ပေါ့နော်သူတို့ကရောက်လာတဲ့နောက်တည်းကအဲမြေမြနာဖျားတို့လေပြင်းဖုံးကြောင်းမှနေအဲ့ကနေမိုးစားပဲရောက်လာပေါ့ 我们没事要来一次，你看，气温都普遍都高了。都，今天呢，天气也热，上午也差了。我们说在开头，到下午了，都来天气地上来变一些吧。本来我提没事在难受嘛，历史公司历史讲偏来一次。你看，气温都普遍都高，我们说在开头，都加理智了，买慢了，买慢些了。啊，历史公司不加了，呃，天气地上来一些的。 အပြင်ဒီရပိုင်းဒီမော်ရီဆာမှာဖြစ်တဲ့တိုက်ပွဲမှာဒီရသားဗီဒီယိုတွေပြည်တော်လည်းကြည့်ပါထိပါပြီးတော့အသေးဆုံးတော့ထိခိုက်တာရတာရှိရပေါ့ဖက်ကမှာအော်တိုဘာလာချက်နပတ်ခန့်သာတိုက်ပွဲငင်သက်သွားပြီးမယ်နိုဝင်ဘာ9ရက်နေ့နောက်ပိုင်းစစ်ကော်မရှင်တပ်တွေစစ်ကြောင်းပြန်ထိုးတက်လာတာကြောင့်တိုက်ပွဲပြန်ဖြစ်နေတာ၃ရက်ခန့်ရှိလာပြီဖြစ်ပါတယ်တိုက်ပွဲဖြစ်တဲ့၃ရက်အတွင်းမှာဖက်ကန်လုံခင်းတဲ့မော်စီစာတလျှောက်စစ်ကြောင်းထိုးလာတဲ့စီရင်တန်းကို ်ကရင်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ကားအပြင်တိုက်ခိုက်ပစ္စည်းမှုတွေရှိခဲ့ပါတယ်။အဲ့ဒီရပ်ပိုင်းအတွင်နဖက်စစ်တပ်အပြန်အလှန်ဖြစ်တဲ့တိုက်ပွဲမှာအယတားပြည်သူ၂ဦးအထိတိဆုံပြီး၂ဦးတိုက်ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖက်ကန်ဒေတာမှာပြီးခဲ့တဲ့မီလာလောက်ကတည်းကနေစစ်ကြောင်းချိုးဝင်ရောက်နေတဲ့စစ်ကြောင်းတွေဟာအခုနိုဝင်ဘာလအထိကားမိုင်းနိုင်ရာလမ်းတစ်လျှောက်လုံခင်မော်စီစာနမဖြစ် မဝမ်းကြီးမဝမ်းကလေးစားတဲ့နေရာတွေမှာတက်ဖြန့်ချထားနိုင်ခဲ့တယ်လို့သိရပါတယ်။ဖက်ကန်ဒေတာမှာပြီးခဲ့တဲ့မေလကတည်းကနေစစ်ကော်မရှင်တပ်တွေဝင်ရောက်ကြွားပြီးတဲ့နောက်ကချင်လွတ်လပ်ရေးတပ်မတော် KNY နဲ့စစ်ရေးတမနေတာ6လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ကျမဟနာပါ။